ဒီစင်ကလုံရမှာပြင်းနေတဲ့သူတွေအတွက်အလွယ်ကူဆုံးဝေးချနိုင်တဲ့နီလန်၅ခုဒီစင်ကနေလုံနေပေမဲ့ကိုယ်လေးစိတ်မကြတာမျိုးတွေလေးစင်ကလုံရမှာပြင်းပြီးအလွန်ကျွန်တိုင်းရလုံနေသူတွေအတွက်အလွယ်ကူဆုံးနဲ့အယိုးရှင်ဆုံးဝေးချနေတွေကိုဖော်ပြပေးလိုက်ပါတယ်။နံပါတ်၁ကိုယ်လေးစိတ်ရှော့ချနေသူတွေအတွက်ပထမအဆုံးလုံရမယ့်အလွယ်ကူဆုံးနီလန်ကတော့အေးဝဝအိပ်ဖို့ပဲဖြစ်ပါတယ်။လေးလာချက်တွေအရာတနေ့မှအိတ်ချိန်9နာရီခန့်ရှိခြင်းအား ခန္ဓာကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်တွေကိုမှန်ကန်စေတဲ့အပြင်ကယ်လိုရီတွေကိုပါလောင်ကျွမ်းစေနိုင်တယ်လို့ဆိုပါရယ်။နံပါတ်2ပရိုတင်းဓာတ်ကသာမန်လူတွေအတွက်ရောဝေးချနေတဲ့သူတွေအတွက်ပါမရှိမဖြစ်လိုအပ်တဲ့ဓာတ်တမျိုးပါ။ပရိုတင်းဓာတ်ကကယ်လိုရီလောင်ကျွမ်းမှုနဲ့အဆိပ်ပိုတွေကိုခြေဖြတ်ပေးရမှာအထောက်ပံ့ဖြစ်စေတာကြောင့်ပရိုတင်းဓာတ်ပါဝင်တဲ့ကြက်ဥပဲအမျိုးမျိုးနဲ့အဆိပ်ဆံတွေကိုအသားတွေအစာပိုမိုပြီးတော့စားပေးသင့်ပါတယ်။နံပါတ် ကယ်လိုရီတွေကိုမြ мян ဆန်ဆန်နဲ့အလွယ်ကူဆုံးလောင်ကျွမ်းပေးနိုင်တဲ့နည်းလမ်းတော့လမ်းများများရှောက်တာမျိုးနဲ့အိမ်လုံးတွေကိုကိုယ်တိုင်ဝင်လောက်တာမျိုးဓာတ်လေကအသုံးမပြုဘဲလေကားပဲအသုံးပြုတာမျိုးစရီပဲဖြစ်ပါတယ်။ဒီနည်းလမ်းတွေဟာတစ်နာရီမှာ20နဲ့50ကယ်လိုရီထိလောင်ကျွမ်းစီနိုင်ပါတယ်။နံပါတ်၄ကိုလေးချိန်ရှော့ချနေသူတွေကြောင့်နိုင်ငံတကာမှာရှေးပန်းစားနေတဲ့နည်းလမ်းတစ်ခုကတော့ 6x60 rule ဆိုတဲ့နည်းလမ်းပါ။ဒီနည်းလမ်းကအရင်ခက်ခက်ခဲခဲရောမဟုတ်ပါဘူး။ မိနစ်60ကြာအလုံးထံလုပ်ပြီးတော့6မိနစ်ခန့်ထပြီးတော့ပူလက်လှုပ်ရှားပြုလုပ်ပေးတာပါ။နံပါတ်5ဝိတ်ချနေသူတွေအတွက်နောက်ဆုံးအလွယ်ကူဆုံးနည်းလမ်းတော့အချိုးပါဝင်မှုနည်းတဲ့ပီကေဝါးတာပဲဖြစ်ပါတယ်။ပီကေဝါးတာမျက်နှာပေါ်ကအစီအပိုတွေကိုရှော့ချစေနိုင်တဲ့အပြင်မိနစ်ထပ်ဖြစ်ခြင်းနဲ့လေပင်တဝိုက်ကကြောသားတွေကိုတန်မာစေပြီးကယ်လိုရီလောင်ကျွမ်းမှုကိုအထောက်အကူဖြစ်စေပါတယ်။ လေးစင်ငံလုံးရမှာပြင်းနေတဲ့လူချင်းမျိုးတို့အတွက်အထက်မှပြောပြထားတဲ့နီလန်ငါးခုကအထောက်အကူဖြစ်ပါစေလို့ပြောကြရင်းနဲ့ဤကုံချုပ်လိုက်ပါရနော်။